နျူကလ িয়ার လက်နက်တွေစမ်းသပ်မှုအစီအစဉ်တွေချက်ချင်းပြန်လည်စတင်ဖို့ကာကွယ်ရေးဝန်ကြီးဌာနကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမိန့်ပေးညွှန်ကြားလိုက်ပါတယ်။အော်တိုဘာ30ရက်နေ့ကတောင်ကိုရီးယားနိုင်ငံမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်မနက်ပိုင်းအလိုမှာထရမ့်ကအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်တဂွန်စစ်ထာနာချုပ်စီကိုအတိလိုအမိန့်ပေးခဲ့တာလို့ဆိုပါတယ်။အမေရိကန်ဟာနျူကလ িয়ার လက်နက်တွေစမ်းသပ်မှုကိုရပ်ဆိုင်းခဲ့တာ33နှစ်ရှိခဲ့ပါပြီ။ ထရမ့်ကဘူဆန်မြို့မှာရှီနဲ့တွေ့ဆုံဖို့မရင်းဝမ်ရဟတ်ရင်နဲ့လိုက်ပါသွားခြင်းအတော်တွင်သူ့ရဲ့ဆုံးဖြတ်ချက်ကိုလူမှုကွန်ရက်မီဒီယာမှာရေးသားအတည်ပြုခဲ့တာဖြစ်ပါတယ်။တခြားနျူကလ িয়ার လက်နက်ပိုင်နိုင်ငံတွေကလည်းဆက်လက်နက်တွေစမ်းတက်နေတဲ့အတွက်အမေရိကန်ကလည်းဒီကိစ္စကိုပြန်ဆတင်တယ်လို့ထရမ့်ကရေးသားထားပါတယ်။ရှီနဲ့တွေ့ဆုံပြီးအမေရိကန်ကိုပြန်လာချိန်မှာ F1 လေယာဉ်ပေါ်မှာလည်းထရမ့်ကအဲ့ဒီသဘောထားကိုထပ်ပြောခဲ့ပြီးတင်းတော်တဲ့ကာလတခုမှာ အမေရိကန်ရဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်ဆမယ်လို့မှတ်ချက်ပေးသွားခဲ့တာပါ။ ရုရှားဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အရေးအတွက်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်အများစုကလက်ခံထားပေမဲ့ Trump ကတော့ American ဟာအဲ့ဒီအစွမ်းထက်ဖြတ်အားပြက်လက်နက်တွေအများဆုံးပိုင်ဆိုင်ထားတယ်လို့ပြောကြခဲ့ပါတယ်။ရုရှားကဒုတိယနေရာမှာရှိနေပြီးတရုတ်ကတော့အတော်လေးပြက်ကျန်နေပေမဲ့တတိယနေရာမှာရွက်တည်နေကြောင်းဒါပေမဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုအရေးအတွက်မှာငါးနှစ်အတွင်းတရုတ်ကလည်းအမိလိုက်လာနိုင်ကြောင်းသူက Trump မှာရေးသားခဲ့တာပါ။တခြားနိုင်ငံတွေကလည်းနျူကလ িয়ার လက်နက်နဲ့ပတ်သက်လို့အစမ်းသပ်မှုတွေလုပ်နေကြတဲ့အတွက် သူကလည်းစစ်ဝန်ကြီးဌာနကိုအလားတူစမ်းသပ်မှုတွေအများဆုံးပြန်ဆဖို့ညွန်ကြားခဲ့တာလို့ထရမ့်ကဆိုပါတယ်။စစ်ဝန်ကြီးဌာနအဆိုတော့ကကာကွယ်ရေးဝန်ကြီးဌာနကိုပဲထရမ့်ကပြောင်းလဲသတ်မှတ်ခေါ်ဆိုတဲ့နာမည်ပါ။ဒါပေမဲ့လွှတ်တော်မှာအတိမပြုထားတဲ့အတွက်ကာကွယ်ရေးဝန်ကြီးဌာနနာမည်ကတော့တရားဝင်ဖြစ်နေသေးပါ။ထရမ့်ရှင်ညွန်းတဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုဆိုတာကနျူကလ িয়ার ဘုံးတွေကိုဖောက်ခွဲတာလား။ဒါမှမဟုတ်နျူကလ িয়ার ထိပ်ဖို့တက်ဆင်ထားတဲ့ဒုံးကျည်တွေစမ်းသပ်တာလားဆိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ သတင်းထောက်တယောက်က F1 ပေါ်မှာအဲ့ဒီအကြောင်းကိုလှမ်းအော်ပြီးမေးခဲ့ပေမဲ့ Trump ကမဖြေခဲ့ပါဘူး။တရုတ်ကနိုင်ငံရဲ့နျူကလ িয়ার လက်နက်တိုက်တွေဆက်လက်ချဲ့ထွင်နေခဲ့တယ်လို့ရုရှားကလည်းမကြသေးခင်ကနျူကလ িয়ার စွမ်းအင်သုံး Chris Dunn ကြီးစမ်းသပ်အောင်မြင်ခဲ့ကြောင်းကြေညာခဲ့တဲ့နောက် Trump ကအမေရိကန်လဲနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်လည်စတင်မှာဖြစ်တယ်လို့အဆုံးဖြတ်ခဲ့တာပါ။ရုရှားရဲ့လက်နက်စမ်းသပ်မှုနဲ့ပတ်သက်လို့တော့ Trump ကသမ္မတဗလာဒီမာပူတင်ဟာဒုံးကြီးတွေရှောက်ဆန်းနေမယ်ဆို ယူကရိန်းစစ်ပွဲရက်စားရေးကိုအာရုံစိုက်တဲ့နယ်လို့မှတ်ချက်ပေးထားတာဖြစ်ပါရဲ့ရှင်။